ျွန်တော်နိုင်ငံမှာကစစ်တပ်ဒီတွဲဆောင်ဆွေးနွေးရေးကိုတွားနိုင်တွားဖို့အတွက်ကိုသူတို့လုံးဝစိတ်ဝင်စားပါဘူးအခုလောတဲ့ဒီနိုင်ငံမှာဖြစ်နေတဲ့သူတို့လက်အောက်မှာရှိတဲ့ပါတီတွေကဒီပြည်သူတွေကိုကိုစားပြုနေတဲ့သူတွေမဟုတ်ပါဘူးသူတို့ကအတင်းကျပ်စီယုံပြီးတော့လှုပ်ထားတဲ့ဥစ္စာဖြစ်ပါတယ်သူတို့အောက်မှာအင်အားကြီးပါတီဆိုလို့ချန့်ခံရေးထားပါတော့တနိုင်ငံလုံးပြန်နေတယ် ာကိုကိုကြီးတို့ဘာလို့ပေါ့နော်တသက်ခိုင်တို့ပါတီတွေရှိတယ်ဆိုရင်လည်းအဲ့ပါတီတွေကလည်းပြည်သူလူထုကြိုက်နေတယ်လားမကြိုက်နေတတ်ပါဘူးဒါသူတို့အခုလောဆယ်လုံနေတဲ့မဲဆယ်စီယုံပွဲတွေကိုပဲကြည်လိုက်ရင်တိတာပါရန်ကုန်မန္တလေးလိုနေရာမျိုးလောက်မှာနေပြီးတော့လိုနေရာမျိုးလောက်မှာပါပဲလှုပ်ရဲပြီးတော့တခြားနေရာတွေမှာမလှုပ်ရဲတာတွေလည်းကျွန်တော်တို့တွေ့ရတယ်အဲ့တော့လှုပ်တဲ့ဥစ္စာမှာလည်းလူတွေကအများကြီးပါဝင်နေရမှာမဟုတ်ဘူးလူနည်းနည်းလေးနဲ့လုံနေရတဲ့ပုံစံတွေကိုကြည့်ရင်ဒါတွေကအားလုံးတိတယ် အော်တကယ်လူလူထောက်ခံတဲ့လူလူကိုကိုးစားပြုတဲ့သူတွေဒီပါလေဟုတ်ကဲ့ကချင်လူမျိုးတွေကိုကိုးစားပြုတဲ့ state horror ဒီဘယ်သူလဲဟုတ်လားရခိုင်လူကိုကိုးစားပြုတဲ့ state horror ဒီဘယ်သူလဲဟုတ်လားအဲ့ဒါဆိုစကိုင်းမှာစကိုင်းကဟိုပါဘောနော်အဲဒီဗမာတွေကိုကိုးစားပြုတဲ့ state horror ဒီဘယ်သူလဲအဲဒါတွေကိုကျွန်တော်တို့သိဖို့လိုပါတယ်ဟုတ်နော်နောက်ပြီးတော့ရှမ်းဆိုလဲရှမ်းတွေကိုကိုးစားပြုတာပလောင်ဆိုလဲပလောင်တွေကိုကိုးစားပြုတာတောင်းဆိုလဲတောင်းတွေကိုကိုးစားပြုတာနော်ဒီလိုမျိုးလူတွေကဘယ်သူတွေလဲဆိုတော့တစ်ဖက် ဒီထိုင်းလူနိုင်ငံကသူတွေတော့သိပါတယ်ပြောရမယ်ဆိုမြန်မာနိုင်ငံရေးကိုထထဲဝင် လုပ်နေတဲ့သူတွေကဒါအားလုံးပါဝင်တဲ့ရွေးကောက်ပွဲတစ်ခုမဟုတ်ဘူးဆိုတာသိတယ်အဲ့တော့အားလုံးပါဝင်တဲ့သူတို့နဲ့လက်ဝေခံတွေပဲဝေသားမြသားနဲ့ကျင်းပမဲ့ဒီအတုအယောင်ရွေးကောက်ပွဲကနေပြီးတော့ဒီပြဿနာတွေကိုအဆုံးသတ်သွားနိုင်မယ်လို့သူတို့မထင်သလိုဒီပြဿနာရရနဲ့ပိုဆိုးတဲ့အခြေအနေကိုပဲဖန်တီးသွားမယ်ဆိုတာကိုအဲကျွန်တော်တို့မြင်ဖို့လိုတယ်ဆိုတာကိုကျွန်တော်ကတော့ပြောခွင့်ချင်ပါတယ် ီနေ့ကတရားမြတ်တာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ